တို့နိုင်ငံအချက်အချာကြတဲ့နေရာမှာရှိနေတယ်။ဘာဘာရဲ့စစ်တလင်းပဲဖြစ်ဖြစ်စီးပွားရေးဈေးကွက်ပဲဖြစ်ဖြစ်ပေါ့နော်။အေးအဲ့ဒီမှာတယောက်နဲ့တယောက်ထိန်းချုပ်တာပဲဖြစ်အဲ့လိုဖြစ်နေတဲ့အခါကျတော့တို့နိုင်ငံသက်အရေးကြီးတယ်တို့နိုင်ငံနဲ့ကင်းလွတ်ပြီးတော့ဟိုလူတွေကပြောပြောနေတဲ့တတ်တော်တတ်တော်တော်တတ်ရွာစစ်ဆိုတာလေ တို့နိုင်ငံနဲ့ကင်းလို့ပြီးတော့ဖြစ်နိုင်စရာအကြောင်းဘာမှမရှိဘူး။ဗာဒီမင်္ဂလာပါ။မင်္ဂလာပါကိုချမ်းရေ။ဆိုတော့အခုကမ္ဘာနိုင်ငံရေးအကြောင်းနည်းနည်းလေးကျွန်တော်လည်းသိချင်လို့လေ။ဒါဆိုအဲကျွန်တော်တို့ဒါအမေရိကန်သမ္မတဒေါ်နယ်ထရန့်ပေါ့နော်။အဲလက်ရှိအဲသူရဲ့လှုပ်ဆောင်မှုတွေကအရန်လဲရဲတင်းတယ်ဗျ။ပြီးတော့ဆုံးဖြတ်ချက်ကလည်းခိုင်ပါတယ်။အဲသူဘာကြောင့်ဒါအယူအန်ကိုဘုံကျဲဖို့အတွက်သူဆုံးဖြတ်နိုင်တာလဲပြီးတော့ဟိုဘာအတွက်ကြောင့် ဒီလိုမျိုးပေါ့ဗျာအာကျွန်တော်တို့ဒီဘုံကျဲဖို့လိုအပ်တာလဲဆိုတာမျိုးတွေပေါ့နော်ဆိုတော့အားလုံးသိတာပဲဒါနျူကလ িয়ার အထုတ်ဖို့အတွက်ပြင်ဆင်နေတဲ့အတွက်ဒါကိုသူတို့ဟန်တားတယ်ပေါ့နော်အဲဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ရုရှားလိုနိုင်ငံမျိုးကြီးတွေပြီးတော့တရုတ်လိုနိုင်ငံမျိုးကြီးတွေကလုံးဝအတန်တိတ်ဆိတ်နေတဲ့အခြေအနေကိုကျွန်တော်သိချင်တာဆိုတော့ကျွန်တော်တို့လက်ရှိနိုင်ငံကလည်းဒီအာနာရှင်ကအာရုရှားတို့တရုတ်နဲ့လည်းတိုက်ရိုက်ပတ်သက်မှုတွေရှိနေတာပေါ့ ။ဆိုတော့ဒီအခင်းချင်းကကျွန်တော်တို့ဘယ်လောက်ထိကျေပြန်လဲဆိုတာမျိုးဗာဒီစီယာကျွန်တော်သိချင်တာဗျာ။အေးပေါ့ကိုရှင်ရေ။အာဗာဒီပြောရလို့ရှိရင်တော့တို့ပြောရပါပါမြန်မာနိုင်ငံကြောင့်ဟုတ်ပါဘူးကိုနိုင်ငံလေးကြောင့်ကိုနိုင်ငံကဘယ်လိုပုံလဲဘယ်အဆင့်မှာရှိနေလဲဆိုတာကိုပြောဖို့တော့အဆင့်တက်မှာပူခက်နေတယ်လိုအပ်တဲ့ဖြစ်နေအဲ့ဒီအချိန်မှာတကကဘာအကြောင်းတက်ပြောတယ်ဆိုတဲ့ကိစ္စပါပဲကဘာအကြောင်းဆိုတာကလည်း ဟိုလိုမျိုးပေါ့နော်လက်ရှိဖြစ်နေတဲ့ဟာတွေကိုနည်းနည်းလေးပဲသုံးသပ်လို့ရတယ်။ဟုတ်တကယ်တမ်းကဒီအကြောင်းတွေကိုငဘူတွေကသူတွေသူတို့တွေဘာတွေလုပ်ခဲ့တယ်ဆိုတဲ့ဟာကိုဘလူတွေတွားတယ်ဆိုတဲ့ဟာကိုတို့ကအဲ့ဒါနည်းနည်းဟိုဟိုအစိုးကြီးကကိုထင်ခဲ့တဲ့ဟာကိုတွေးခဲ့တဲ့ဟာတွေကဘလောက်ထိမှန်ခဲ့လဲဆိုတဲ့ဟာပေါ်မှာပြန်ပြီးတော့အခုဘာဖြစ်နေပြီပဲ။ Okay ဒါဆိုငါဘလောက်ထိငါတို့ဘလောက်ထိမှန်ခဲ့ဒါဆိုရင်ရှေ့လျှောက်လို့ရှိရင်ငါတို့ကဘလောက်ထိမှန်လို့တွက်နိုင်မယ် တွေ့နိုင်လို့ရှင်ငါတို့နိုင်ငံအတွက်ကဘယ်လောက်ထိအကျိုးရှိမလဲဟုတ်တယ်အဲအဲ့ဒါမျိုးပေါ့တော့ तू ကအခု Donald Trump तू ဒီတမရတတ်တန်းပေါ့နော်ဒါရပောင်းအဖြစ်ကြည့်မယ်ဆိုရင်တော့မှရပောင်း150ကျော်လေးပေါ့နော်ဒီကာလအတွင်းမှာပဲကျွန်တော်တို့ဒါတရုတ်ရဲ့ဒါစီးပွားရေးစိန်ခေါ်တဲ့အပိုင်းတွေကိုလည်းသူလှုပ်ဆောင်နိုင်ခဲ့တာတွေရှိတယ်အဲပြီးတော့လက်ရှိပေါ့နော်အဲကျွန်တော်တို့ဒီအားလုံးပေါ့နော်အားလုံးဘယ်လိုအားအသင့်တဲ့ အဲသူရဆုံးဖြတ်ချက်တွေပေါ့နော်ဟုတ်ပါတော့အခုဆိုရင်သူဘုံကျဲလိုက်ပြီဟုတ်ဘုံကျဲပြီးတော့ဒါအခုအီရန်ဘက်ကလည်းပဲအဲကျွန်တော်တို့ဘာတွေတုံ့ပြန်မှုတွေလည်းအားလုံးလည်းသိရတိုင်းပေါ့နော်ဘာသာရေးကိစ္စတွေအစဆွဲပါလာတာတွေလည်းတွေ့ရတယ်ပေါ့နော်ပြီးတော့စီးပွားရေးအဆိုလည်းပဲရေနံနဲ့ပတ်သက်ပြီးတော့တရုတ်ရဲ့အခြေအနေတွေလည်းအများကြီးရှိတယ်ဆိုတော့ဒီအခြေအနေမှာအဥပမာပေါ့အရှိပါလာကာလာတွေမှာဆိုရင် မင်းအွန်လိုင်းကရုရှားကိုသွားခဲ့တယ် ရုရှားကိုသွားပြီးတော့မြန်မာနိုင်ငံအတွင်းမှာနျူကလ িয়ার တပေါင်းပို့စောက်ဖို့အတွက်သူပြင်ဆင်ခဲ့တာလည်းရှိတယ်သဘောတူညီခဲ့တာလည်းရှိတယ်အဲ့ဒီအတွက်လည်းဒီဇိုင်းလည်းဆွဲပြီးသွားပြီပြီးတော့ပြောချင်တာကတော့အဲ့ဒီအတွက်လည်းသူတို့နေရာလည်းသတ်မှတ်ပြီးသွားပြီဆိုတော့နျူကလ িয়ার တပေါင်းပို့စောက်မယ်သူ့ရဲ့အကြောင်းပြချက်ကတော့ကျွန်တော်မြန်မာတနိုင်ငံလုံးလျှက်စစ်မီလင်းဖို့ပေါ့ဗျာဆိုတော့ဆိုပါတော့ဗောနော်ဆိုတော့အခုအီရန်ကျွန်တော်တို့နျူကလ িয়ার ဒါသူတို့တွေလုတ်တဲ့အခြေအနေတွေမှာအမေရိကန်ဘုံကျဲလိုက်တဲ့ဟာနဲ့ကျွန်တော်တို့လက်ရှိ မင်းအောင်လှန်ကရုရှားနဲ့ပူးပေါင်းပြီးတော့နျူကလ িয়ার တပောင်းဖို့စောင့်မယ်ဆိုတဲ့လုပ်ငန်းစဉ်တွေနဲ့လည်းဒါတက်ရောက်မှုလေးတွေတော့ရှိသွားတယ်ပေါ့နော်သူတိတ်သွားတယ်ပေါ့နျူကလ িয়ার နဲ့ပတ်သက်ပြီးတော့သူလုံးဝမဟာရဲလောက်တော့အောင်ဖြစ်သွားတယ်ပေါ့နော်ဆိုတော့ဒါဘန်ဂါဖြတ်ကျွန်တော်တို့ဒါပေါင်3000လောက်ရှိတဲ့ဘုံကြီးတွေနဲ့လည်းလာတယ်ဆိုတော့ဘယ်နေရာမှာပုံပုံလို့မရအောင်ဆိုတာမျိုးကြီးကလည်းဖြစ်သွားတယ်ပေါ့နော်အဲ့လိုမျိုးကျွန်တော် ID အမေရိကန်ရဲ့ကိစ္စပေါ့နော် Donald Trump ပေါ့နော် Donald Trump ရဲ့လှုပ်ဆောင်မှုတွေပြီးတော့ကျွန်တော်တို့တရုတ်နဲ့ ဒါစီးပွားရေးရပါတော့ဆက်နေနေတဲ့အခင်ကျင်းပြီးတော့ကျွန်တော်တို့အဓိကတော့ကျွန်တော်တို့နိုင်ငံအခြေအနေတွေကျွန်တော်တို့သိချင်တယ်အဲ့ဝဲဟိုပြောလိုက်လို့ရှိရင်တော့သူကကြိုက်တာပြောတေးကြတာတော့တို့နိုင်ငံနဲ့ပတ်သက်နေမဲ့အကြောင်းလေးတွေကတေးကြဖို့ချိတ်ဆက်နေတဲ့အကြောင်းတရားပေါ်မှာပဲသူကပြောနိုင်မယ်ပြောနိုင်မယ်ဆိုတော့အဲ့ဒါလေကိုပြည်သူကဒါ message ပေးတာပဲပေါ့နော်အဲ့တော့ပြည်သူကိုလည်းစဉ်းစားကဝင်နေတယ်ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်အဲစလိုက်မယ်ဆိုလို့ရှိလို့ရှိရင်တော့ တို့နိုင်ငံကဘလို့အနေထားမျိုးမှရှိလဲကဘာကဘာရဲ့ဆိုကြပါစို့အာနာရီတိဆောက်တယ်အင်ပါရာရီတိဆောက်ကြတဲ့အချိန်မှာငါတို့နိုင်ငံဒီဘယ်အနေအထားမှာရှိတယ်လဲဆိုတဲ့ကိစ္စကအချက်အချာကြတဲ့နေရာမှာရှိသလားဒါမှမဟုတ်လို့ယူရရှင် ဟိုဘယ်လိုအချက်ချာတော့ကြတယ်သုံးစားမရဘူးလားပေါ့နော်သုံးစားမရတဲ့နေရာမှာရှိသလားအဲ့လိုမျိုးသုံးစားမရဘူးဆိုဒါဆိုလို့ရှိလို့ရှိရင်ဖြတ်လျှောက်ပေါ့နော်လူရှင်ရိုက်တယ်လို့ဖြတ်လျှောက်ကလေးပဲလုံးလို့ကောင်းသလားဆိုတဲ့ဟာမှာအဲ့ဒါမျိုးသုံးမျိုးလောက်ရှိတယ်အဲ့မှာဒိုးနိုင်ငံကဘာလဲဆိုတော့ငားမရရင်ရေချိုးပြန်ဆိုပြီးတော့လုံးလို့လဲကောင်းတဲ့အင်းအိုင်တစ်ခုဖြစ်နေတယ်အဲငားမရရင်ရေချိုးပြန်မယ်ကွာအာဒီဥစ္စာတော့တို့ဒီဘယ်လိုပုံလဲရတဲ့လောက်တော့ကြီးမြဲစမ်းမယ်ပေါ့နော်ဒါမျိုးအဲ့လိုမျိုးရှိတဲ့ခါကျတော့အဲ့ဒီမှာ အဲအဲ့ဒီအဲပြောချင်တာတော့အဲ့ဒါပဲပေါ့ဒုနိုင်ငံအချက်အချာကြတဲ့နေရာမှာရှိနေတယ်ကမ္ဘာကမ္ဘာရဲ့စစ်တလင်းပဲဖြစ်ဖြစ်စီးပွားရေးဈေးကွက်ပဲဖြစ်ဖြစ် ပေါ့နော်အေးအဲ့ဒီမှာတယောက်နဲ့တယောက်ထိန်းချုပ်တာပဲဖြစ်အဲ့လိုဖြစ်နေတဲ့အခါကျတော့ဒုနိုင်ငံသိအရေးကြီးတယ်ဒုနိုင်ငံနဲ့ကင်းလွတ်ပြီးတော့ဟိုလူတွေကပြောပြောနေတယ်တတ်တော်တတ်တော်တော်တတိယကွာစစ်ဆိုတာလေဒုနိုင်ငံနဲ့ကင်းလွတ်ပြီးတော့ဖြစ်နိုင်စရာအကြောင်းဘာမှမရှိဘူးနော် အခုယူကရိန်းတို့ဘာလို့อ่ะအရှင်းပြောလို့ရှင်ဖြစ်ခဲ့သည်ရှိလို့ရှိရင်ငါတော့ပြောလို့ရှင်အဲ့ဒါနောက်တစ်နှစ်လောက်ကြာရင်မှန်လိမ့်မယ်ဟုတ်ပါသူကဘာဆိုအင်ဟန်းယူလိုက်တာမတော်တဆဖြစ်ခဲ့လို့ရှင်ငါတို့အခြေခံအကြောင်းတရားတဲ့ပေါအခုဒီကထပြီးတော့ဟိုကောင်ရုရှားကိုငါတို့ကတော့ ပြန်ကြိတ်မယ်ရတဲ့ဟာနဲ့ဆွဲပြီးတော့မဟာမိတ်ဖွဲ့ပြီးသားဖြစ်သွားအောင်ပေါ့နော်မဟာမိတ်အင်အားစုဆိုတာတစ်ဖက်ကဖြစ်သွားအောင်လုပ်မယ်ဆိုတဲ့ဟာမျိုး ਨੇ ပြောချင်တာသူ့ကိုထိခိုက်ပြီးတော့ပြောတာမဟုတ်ဘူးနော်သူတို့အင်ဟန်းယူလိုက်တာတကယ်တော့စတီတာတော့ဒုနိုင်ငံနဲ့ပဲစတီရလိမ့်မယ်ဒီကလို့တတ်တော်ဆိုလို့ရှိရင်တော့မတတ်တော်တော့ဖြစ်မယ်ဆိုရင်တော့မဒုနိုင်ငံနဲ့စတီရလိမ့်မယ်စိတ်ဝင်စားဖို့ရန်ကောင်းပါဘူးဟုတ်တော့အခုကျွန်တော်မင်းများပေါ့နော်အဲအခုနောက်ဆုံးဒေါ်နယ်ထရန့်ပေါ့နော်အမေရိကန်စစ်တပ်ကနေပြီးတော့အီရန်ကိုကျွန်တော်တို့ပေါ့အဲ ီပုံသွားကျဲလိုက်တဲ့ဒီဖြစ်စဉ်မှာအချို့နိုင်ငံတွေလည်းစီးရီးယားပြင်ဆင်လာတာလေးတွေလည်းတွေ့ရတယ်ပေါ့နော်ဒါဒါသူတို့ပြီးတော့အဲ့လိုဘုံကျဲလိုက်ပြီးတော့တတ်သွားအောင်အဲ့ဒီပြောတတရကဘာစစ်ပေါ့နော်အဲ့ဒီတော့လည်းဒါအာတော်တော်များများလားစိတ်ဝင်စားလားဖြစ်ပြီလားပေါ့စပြီလားပေါ့နော်ဆိုတော့ဥပ္ပါရီပြောတဲ့အထက်မှာပါတယ်အဲ့ဒီတတ်ွားတတိယကဘာစစ်ဆိုရင်မြန်မာကပဲမြန်မာနိုင်ငံကပဲစမှာဆိုတကယ်လို့ဘာကြီးရဲ့ အတွေ့အရဆိုရင်ပေါ့လေဖြစ်ခဲ့ရင်နော်အဲ့နျူကလ িয়ার လက်နက်လောက်ကလေးနော်ဓာတုလက်နက်လောက်ကလေးနော်နောက်ထပ်ဗာလဲဗိုင်းရပ်စ်ပေါ့ပြောလို့ရရတော့ဒီဝိဇာပေါ့နော်အဲ့အဲ့ဒါလောက်ကလေးနဲ့ပြီးသွားမယ်ဆိုရင်နော်ပြီးသွားမယ်ဆိုလို့ယူလို့ယူလို့ရှိရင်တို့မြန်မာနိုင်ငံအကြောင်းဒီတို့မြန်မာနိုင်ငံကကြံခဲ့မယ်ဆိုရင်အဲ့ဒါတတိယကမ္ဘာစစ်မဟုတ်ဘူး ငါအဲ့လိုအပြပြောချင်တာโอเคအဲ့ဒါဖြစ်ချင်အောင်ဆောင်တဲ့ကဘာစစ်ပဲဖြစ်နေမယ်နော်ဖြစ်ချင်အောင်ဆောင်တဲ့ကဘာစစ်ပဲဖြစ်နေမယ်အဲ့တော့တတိယကဘာစစ်ကဘယ်တော့မှဘယ်ပုပ်ကူကြီးကတားခဲ့တာလို့ဘာလို့လူတွေပြောကြတယ်တတိယကဘာစစ်ကိုပထမအဦးဆုံးတားခဲ့တာငါတို့နိုင်ငံကလူကတားခဲ့တာအဲ့ဒါတော့ဘယ်သူမှမသိမသိတယ်ဟိုပြန်မပြောဘူးဗောနော်ဘာလို့ပြောပြောနေလဲတိတယ်မသိချင်အောင်ဆောင်ခဲ့ကြတာဟုတ်မင်းအကြောင်းတရားထဲမှာငါဘယ်လောက်ထိပြောချင်လဲသူတွေတွေ့ချင်လीဘယ်လောက်ထိ ပြောဟိုဘယ်လိုကောင်လဲဖိုးဆူခြင်းဖိုးပြောပြခြင်းလွန်းနေဖြစ်နေမှာဆိုလို့ဟုတ်တကက်အမှန်တရားကတတိယကဘာစစ်ကိုပထမအဆုံးတားခဲ့တာရေခဲပြင်အောက်မှာအကြာကြီးငကောနီးပညာတွေကတိတ်ပြီးတော့တခြားနေရာမတိုးတက်ဘူးမတိုးတက်တဲ့အချိန်မှာကဘာကြီးရဲ့နော်ပြောတဲ့ဟိုမြေကျွက်ကြီးလို့တိတ်ပြီးတော့ထိုးဖောက်နိုင်ပါတယ်ကဘာကြီးကိုဘယ်အချိန်မဲ့ဖြစ်ဖြစ်အမုံလေးလုံနိုင်ပါတယ်ဆိုတဲ့အဲ့ရုရှားဟာ တစ်ချိန်လုံးကရေခဲပြင်ရဲ့အောက်မှာသူ့ရဲ့ရေငုပ်တင်မောတွေကိုကာလကြာရှည်စွာထားနိုင်တယ်စည်ရေးပြင်ဆင်နိုင်တယ်အဲ့လောက်ထိရှိခဲ့တယ်อืมအဲ့လိုရှိတဲ့အချိန်မှာအမေရိကကလည်းကျူပါကိုကိုကပြုတဲ့ဟိုကျူပါဆေးရကြီးတို့ rested over ကျူပါအဲ့ဒီအေးအဲ့အဲ့ဒီဥစ္စာနဲ့သူကဘာဖြစ်လဲဆိုတော့ဟိုသူကလည်းဟိုပတ်တက်စတာအာနာရှင်ပတ်တက်စတာ ပြုတ်ကျသွားတဲ့နောက်မှာသူကလည်းဒီဥစ္စာကိုလက်လွတ်ခဲ့မဲ့အခြေအနေမှာအဲဒီကျူဘားနဲ့ဒီပြဿနာကအမေရိကန်နဲ့ကလည်းအနောက်အုပ်စုနဲ့ကလည်းအဆင်မပြေတော့အဲ့ဒီမှာရုရှားကလည်းလာနေပြီရုရှားကလည်းအဲ့ဒီဟာတွေက ready လုပ်ပြီးလာနေပြီအမေရိကန်ကလည်းတိုက်တော့မယ်လမ်းတစ်ဝက်ကနေရင်အဲ့ဒီရင်ငုတ်တင်းမိုးတွေပြန်လှည့်သွားတယ်အဲကနေဒီလက်ထပြန်လာကနေဒီလက်ထဝေခင်လက်ထ ငါကတော့တော့ကြာပြီကွာဒီသူများအကြောင်းငါငါမမီတဲ့ငါတိတိချာချာပေါ့လေဟိုမမီတဲ့ကိစ္စဆိုပြီးရှင်ငါတိတ်မှတ်တိတ်ပြီးတော့အော်မမီတယ်ဆိုပြီးအဲ့အဲ့တပ်ဖူးကနေရောက်ပြောက်ရောက်လက်အဲ့ဒီမှာအမေရိကကလည်းစီးရီးကိုရက်သွားတယ်ဖြစ်မှာကနိုင်ပိုင်းတွင်းဖြစ်တော့မှာအော်အဲ့ဒီအချိန်မှာတို့ဒီနောက်ဆုံးဒီရုရှားရဲ့အဲ့တော့ကိုဘချက်လက်တယ်ဘာရှာပါလားသူကလည်းပြန်လဲသွားတယ်အဲ့ဘောဘချော့ရေဟိုဘကအမေရိကန်သမရရေ ဒီငါတို့မြန်မာနိုင်ငံကလူကြီးရဲ့ဂျန်နဲ့ဟိုမာမိတ်အင်အားလေးတို့ထားအဲ့တုံးရောက်တဲ့ဆွေးနွေးပြီးတော့အဲ့ဒါတွေကိုလှည့်အောင်လုပ်နိုင်တာငါတို့မြန်မာနိုင်ငံကဒီအချိန်မှာကုလသမဂ္ဂဟာအီရန်ဘုံကျဲသွားပြီနော်ဟုတ်ကဲ့ okay israel ဒီဈေးဘက်လောက်ကောင်းလေးရပေါ့ရှေမျိုးမျိုးမကြီးတိတောင်လေးရနော်ဟိုကောင်အီရန်လူမျိုးပေါ့နော်အဲ heavy ကိုဘေးနားမှာလဲပတ်ချာလဲဝိုင်းနေတယ်သူကဘယ်လိုကောင်းလဲ ဝိုးစားတွေနဲ့အာရတ်နိုင်ငံတွေနဲ့ရှိတဲ့ဟာကိုဝင်တီးလိုက်တယ်ဝင်တီးတယ်ဟိုကပြန်တီးရယ်နော်ပြန်တီးတော့တကယ်တမ်းဒါတီးကြစတန်းကြီးဆိုလို့ရှိလို့ရှိရင်တကယ်တာဟိုကောင်ကဟိုကောင်ပွဲမဖြတ်နိုင်တာလीဘာလဲစစ်ဖြစ်တာလीဒါကစစ်တပ်တန်းကစားတာမဟုတ်တာအဲ့ဒီမှာဘာလဲကဘာဒီဘာဒီဒီကောင်တွေကတကယ်တမ်းကြတော့အဲ့ကောင်တွေကဘာစစ်ဖြစ်ရတဲ့ကောင်တွေမဟုတ်ဘူး မဖြစ်ရဲလို့အဲ့လိုလုပ်တာပေါ့ဖြစ်ရဲမှပြင်တော့တေချာစီစဉ်ပြီးပြီဆိုဒီခါလေးအဲ့မင်းအဲ့မကြီးသေးတောင်လေးကိုအကုန်လုံးအပြုတ်ဖြုတ်ပြလိုက်တော့ဘာဖြစ်တယ်မလို့တော့သူတို့မဖြစ်ရဲဘူးအဲ့တော့ဆုံးမကိစ္စပြအဲ့ဒီအချိန်မှာဆုံးမအဲ့တတိယကဘာစစ်ကိုမဖြစ်အောင်ပထမအဦးဆုံးတားဆီးကာဝယ်လိုက်တာငါတို့မြန်မာနိုင်ငံသား အခုကုလသမဂ္ဂကြီးကဘာမှဝင်မပြောဘူးနော်ဒီကိစ္စကိုမပြောဘူးပြောချင်တယ်လို့လူမပြောချင်တယ်လို့လူသူကအများဆုံးပြန်ပြင်နေတာလားတကားအစ်စ်လုံနေတာလားဒါကတော့မင်းတို့ကြိုက်တယ်လို့ဆုံးဖြတ်ပါပြည်သူကလည်းကြိုက်တယ်လို့ဆုံးဖြတ်ပါနော်ဖွင့်လိုက်ပြေးလိုက်လို့ကိုပေါ့လေအဲ့တော့အဲ့ဒီမှာဘာဖြစ်လဲဆိုတော့အဲ့ဒီအချိန်မှာကုလသမဂ္ဂအထွေထွေအတွင်းမှုချုပ်တန်းကိုနှစ်နှစ်ကြိမ်ဇက်တိုက်တာဝန်ထမ်းဆောင်သွားတဲ့ငါပြောရဲကုလောက်စုပြည်ကောင်တည်နေပြီဟုတ်ငါတို့နိုင်ငံရဲ့ဥတ္တ တတိယကမ္ဘာစစ်ကိုတားခဲ့တဲ့သူကသူတားခဲ့တာအဲ့အဲ့တော့အဲ့မှာရုရှားနဲ့ဟူကောင်နဲ့တာဆိုတော့သူတို့ကပြောတယ်ဟိုရင်ငုတ်သင်းမိုးတွေကလည်းမောင်းလာပြီဟိုရောက်ခါနီးကြမှမပစ်ခင်လေးတွေမှာတင်ဒီ agreement ကိုနားလည်မှုကိုဥတန်ယူပေးလိုက်လို့အဲ့မှာဒုံးဆိုဒီဘက်ကလည်းပြန်လဲလာတယ်ဟိုဘက်ကလည်းပြန်လဲသွားတယ်အဲ့ဒါယုံနှန်းစကားတွေမဟုတ်ဘူးဟုတ်ပါတယ်ယုံနှန်းစကားတွေမို့ဒါတကယ်အမှန်တရားငါတို့ကဘယ်လိုခေါ်မလဲဂျောင်ထိုးခံရတဲ့နေရာမှာလीနော် ်ငါတို့တိုင်းသူပြည်သားတွေမကောက်ဘူးငါတို့နိုင်ငံရဲ့အရေးတွေမကောက်ဘူးငါတို့နိုင်ငံရဲ့ဟိုကဘာကဘာကြီးကိုကတော့ဟိုဟောမှာက on the wall သူ on the wall ဆိုတဲ့ဟိုအပေါ်မှာရှိနေတဲ့လူပိုင်းမင်းကြောင်ထုတ်ခံလိုက်ရတယ်အဲထားလိုက်တော့ပေါ့နော်ထားလိုက်တော့အဲ့ဒါရှိခဲ့တယ်ဆိုတဲ့အကြောင်းတရားတစ်ချက်ဒါနောက်ဆုံးတို့နိုင်ငံတွေကအခုဘယ်လိုခေါ်မလဲဟိုဟိုမရောက်ဒီမရောက်ခုန်ဆွတ်ခုန်ဆွတ်ပါတီနိုင်ငံရေးကိုတက်တက်ခိုင်လို့ဟိုငါတို့ရှစ်တဲ့ချက်ကကြည်ကျူးလို့ကိစ္စတွေကခဏထားလိုက် ိုဟာဟိုတိလို့ရှိရင်တိုင်းပြည်ရလူပြည်ကဟိုမဲပေးတဲ့ကိစ္စပါတော့ဖြစ်တယ်။ဟာဒီမဲပေးတဲ့ကိစ္စအပြင်းပြေပေါ့နော်။လာထားမင်းတို့တယောက်9000ပေးရင်ငါတို့ပေးမယ်ဆိုပြီးလုတ်စပလိုက်လုတ်လုတ်လိုက်စီငါလုတ်အဲ့လောက်တိသူတို့အဲ့လိုလုတ်ချင်းအားဖြင့်ပြဿနာမရှိဘူးဆိုတဲ့ဟာပုံမှန်ဖြစ်သွားတော့ဒီကဘာအခြေအနေအဲ့တော့အခုလောဒီမှာမင်းတို့လည်းတွေးလိုက်မယ်။မြန်မာနိုင်ငံနဲ့กินလို့မရပါဘူးဆိုတဲ့ကိစ္စကမင်းကလည်းရှိသမျှဟာဒီအကုန်လုံးပိတ်ချပလိုက်တာဆန်ရှင်တွေဆန်ရှင်တွေနောက်ပြီးတော့ဟိုဖောင်ဒေးရှင်းတွေ ထရန့်ကတက်လာတဲ့အချိန်မှာမင်းဆုံးကပြောတယ်အဲထရန့်ထရန့်ကိုလူခေါ်မလဲလူကြီးလည်းမမြင်ဘူးတိလည်းမတိဘူးဘာမှလည်းမဖြစ်ဘူးဒါပေမဲ့ထရန့်ရဲ့တက်လာတဲ့လမ်းကြောင်းတစ်လျှောက်ပထမတက်တန်းရောဒုတိယတက်တန်းရောအခုပထမတက်တန်းရောအခုတစ်ကြိမ်ပြန်လေလာတဲ့တက်တန်းမှာပါငါတို့စောင့်ကြည့်နေရတယ်စောင့်ကြည့်နေတယ်ဆိုတာဘာလို့ဆိုတော့ငါနိုင်ငံရေးလေးလာသုံးသက်သူလည်းမဟုတ်ဘူးတော့ဘာမှတော့မဟုတ်ဘူးမဟုတ်ပြီမဲ့လူအသက်ရှင်နေသည်မြတ် အာနာရှင်တွေရှိနေလို့ရှိရင်တော်လန်ကြီးဘဝနဲ့ပဲဘဝကိုအဆုံးသတ်မယ်ဆိုတဲ့ငါတို့ရဲ့ငုံမိတဲ့တိုင်တက်နိုင်ထိပြစိတ်ဓာတ်နဲ့ဟာကမ္ဘာအခင်ချင်းနော်ဒီဥစ္စာတွေကိုငါတို့ကမမြင်ရင်လည်းတွေ့နေရတယ်မတိချင်ရင်တော့မှအလူလူနေတိနေရတဲ့ကိစ္စတွေပေါ့နော်ဒါကိုမှတ်ချိန်ပါအဲ့တော့အဲ့ထွန့်ကငါတို့အနေနဲ့ပြောမယ်ဆိုရင်ခက်မြင့်မြင့်ပဲရအောင်ထွန့်ကငါတို့ဆော့နေတဲ့ဒီကြားခွက်ပေါ်က ငါတို့ရဲ့ကြည်နေတဲ့ငါတို့ဘူးအပြင်းပြင်းဆော့နေတဲ့ဂျားခွက်ဘောက तू ကစစ်သူကြီးဘာညာပေါ့နော်ပွန်းအထီပေါ့နော်အဲအဲ့လိုမျိုး तू ကအဲ့လိုမျိုးငါတို့ကပြန်ကြည်နိုင်ရမယ်အဲ့လိုမှမကြည်နိုင်ပဲနဲ့ဒီအာနာရှင်ငါတို့အာနာရှင်ကိုငါတို့ကတော်လန်တဲ့အချိန်မှာကပအယူပါအဲ့လိုဆွဲပြီးတော့တွေးနိုင်လိုက်မှဒီဘက်မှာဘာလုပ်ကမလဲဆိုတာအဆင်ပြေတော့အဲ့တော့အဲ့ဆုံးက trunk trunk ကစိတ်ကူးရင်ငါတို့စိတ်ကူးရင်အိမ်မက်သေးက ဒီကောင်ကအယုတ်တယုတ်လူမျိုးကိုပေါ့နော်တိတ်နှစ်သက်ဖွယ်ရကောင်းတဲ့အယုတ်တယုတ်လူမျိုးကိုငါတို့ကခံစားခဲ့ရတယ်ငါတငယ်ချင်းတွေနဲ့ငါနဲ့တော့မှတဘောတိုင်းမျိုးထရန့်ယူကောက်ဝဲပြန်ဝင်တဲ့အချိန်မှာ ွန့်啊ဘယ်သူပဲကျန်းတာပေါ့ကွာဟိုဘာအလုတ်လက်မဲ့တွေဘာချွေပြောင်းနေ ਉਹ လဲနေမယ်တွေဘာတွေပေါ့နော်နောက်ဆုံးဟိုကောင်ကဘလို့ချွေပြောင်းနေတာလောက်မဟုတ်ဘူးသူ habit တက်သူကកောင်နေ ਉਹ တော့မပြီတုံးသူတီးပလိုက်တာမဲ့ရော်ကြီးဘလို့တန်းဘလို့800လား80လားမသိဘူးဘီလီယံလားမသိဘူးတောင်းလိုက်တောင်းမယ်ဆိုတဲ့ဟာတွေလုတ်တယ်နောက်ကိစ္စတွေလုတ်လိုက်တယ်နောက်လုတ်ပြီးတော့လုတ်လိုက်တာဘယ်အထိသွားလဲဆိုတော့နိုင်ငံတကာနိုင်ငံရဲ့ရေတောက်မြင့်ဖြစ်တဲ့ကဘာကြီးရဲ့ရေတောက်မြင့်ဖြစ်တဲ့နော်ပညာရေး ဖောင်ဒေးရှင်းကိုတော့မှတက်ပြီးတော့ချိန်ပလိုက်တာဘာစကောလာရှစ်ဒီပါဒီမှလည်းအကုန်လုံးပိတ်တယ်ဆိုတာဒီတိုင်း normal brain နဲ့တွက်လိုက်တော့ normal thinking နဲ့သွားတဲ့အခါကျတော့ဟာဒီကောင်ဗျံပဓာကောင်ပေါ့နော်မဟုတ်ဘူးအခုမင်းမယုံလို့ရှိရင်မင်းကြိုက်တဲ့နေရာမှာရှာဒါမှမဟုတ်လို့ရှိရင်လည်း AI ပေါ့နော်အခုလူတွေက AI က AI ကဒုနိုင်ငံကိုကဘာကြီးရော AI ကလုံးဝဘာကြီးတက်ထားတာတကယ်တော့ AI လိုကောင်မျိုးတော်မှငါတို့မြန်မာပြည်ထဲမှာရှိတယ်ငါအပါဝင် ဒါပေမဲ့ငါ့ကိုတော့ဈေးရင်းနဲ့မထည့်ပါနဲ့ငါကဘာမှမဟုတ်ဘူးတစ်တစ်တပင်ဝိုင်းတရိပ်ပေါင်နေတဲ့ကောင်ဆိုတော့ရှိတယ်ကဘာပေါ်မှာငါတို့မြန်မာနိုင်ငံကောင်တွေ AI ကိုမင်းကလည်းဟိုဟို level လောက်ပဲထားထားတယ်ဟိုလူခေါ်မလဲအနာသား level လောက်မှာပဲထားထားတယ် AI ကိုအနာသား level လောက်မှာပဲထားထားတယ်အဲ့လောက်ထိတွေးနေရအဲ့တော့ဒီကောင်ကူးမယုံရင်မင်း AI မှာရှာလိုက်ရှာလိုက်လို့ရှိလို့ရှိရင်ပညာရေးကဘာကြောင့်ဒီလိုတွေလုတ်သွားတာလဲဆိုတဲ့ဟာကို AI ရဲ့အုံနောက်ကို တွက်လိုက်အေးအောင်ကဘာကြီးမှရှိတယ်တင်ထားတဲ့ဟာတွေအကုန်လုံးစုပြီးတော့သူကတီးစစ်လုပ်ပြီးတော့ပြန်ပြီးတော့အဖြေပေးတာနော်အဖြေပေးတာဆိုလို့ဖြစ်တဲ့အခါကျတော့အဲ့ဒီမှာပြောကျင်တာကစောစောတုန်းကအဲ့ဒီကောင်ကလှုပ်လိုက်တာအဲ့ Harvard တက်သူဘာလို့ကနေသူလိုပြန်ဖြစ်တဲ့ဟာကအဲ့ Harvard ကနေပေးလိုက်တဲ့ scholarship ဒီဘာတွေညာတွေ ਨੇ သူတို့နိုင်ငံမှာအောင်မြင်သွားပြီးတော့ထွန်းတောက်သွားတဲ့ဘွဲ့ရသွားတဲ့ကောင်းနေသည်အမေရိကအတွက်ကော သက်ဆိုင်ရာနိုင်ငံအတွက်ရောတိုင်းပြူပြည်ပြူပုတ်ကိုတကောင်းမှထွက်မလာလို့အဲ့ကုံသွားတဲ့ဟာတွေဟာမဟုတ်ထွက်သွားတယ်ဆိုရင်နော်ဟိုဘာမှမတက်တဲ့ဟိုဆယ်တန်းမအောင်တဲ့ကောင်မကောင်တဲ့ဟိုကဘာကျော်ဟိုမစ္စတာအိုက်စတိုင်းလိုလူဘာလူပေါ့ကွာနော်စာတင်မရတယ်ကွာဒီမှာပညာသင်တယ်အဲ့တော့အဲ့ဒီမှာဘာသွားပြီးတော့လာလဲဆိုတော့အဲ့ဒီဟိုးစားတွေဟိုကောင်းနေတို့ဟို ဖောင်ဒေးရှင်းနေရ။အာအဲ့ဒါတွေနဲ့ချိတ်ဟိုကနေဟိုကလှုပ်လှုပ်ပြီးတော့ဟိုဘယ်လိုပေါ်မလဲအဲ့အဲ့အဲ့ဒါတွေချိတ်ပြီးတော့သူတို့ရှင်းနေလာတဲ့ဟာတွေသူတို့ကချိတ်ပြီးလိုက်တယ်။အဲသူတို့ကဟိုအဓိကလှုပ်ပြီးလိုက်အဲ့အဲ့ machine အကုန်ပိတ်ပြီးတော့ပြီးသူ supporting တွေအကုန်လုံးဖြတ်ချပလိုက်တဲ့ကိစ္စဒီ။တေကြပေါ့အဲ့ဒီပညာရေးဆိုတဲ့ကိစ္စမှာအဲ့ဒီ education ဆိုတဲ့ဟာမှာအကျင့်ပြတ်ချစားဘူး။ ရှိခဲ့တာကိုမသိကြင်ဆောင်ခဲ့တယ်လူအခွင့်အရေးတွေပါရင်းနဲ့เนาะဘာတွေလဲအဲ့တော့အဲ့တော့ truck ဒါတခုလည်းပဲပြောလိုက်တာပါ truck ရဲ့ truck ရဲ့လုတ်သွားတဲ့ကိစ္စပေါ့เนาะသူ့အသိသဘောကြလို့မျိုးအဲ့သူကောပဲသူနဲ့ဟိုကမဟုတ်ဘူးဒါ तू လုတ်တဲ့လုတ်ရက်ပေါ်မှာငါတို့ကငကိုတွေကကြိုက်ခဲ့တာရဲ့နှစ်သက်ခဲ့တာပေါ့နော်မကြောက်ဘူးကြိုက်လိမ့်မယ်မင်းအဲ့ truck ကိုတကဘာလုံးဝိုင်းကြိုက်လိမ့်မယ်မကြောက်ဘူးပြီးလို့ရှိရင်လည်းအပြစ်တင်တာကြီးလာအောင်မယ်အဲ့တော့အဲ့ဒီမှာဘာဖြစ်လို့လဲသူ့ရဲ့အဓိကသူ့ရဲ့အဓိကရန်ဒီပါငါတို့ရဲ့ပောက်ပေါ်ကြီးပဲ တရုတ်ဖြစ်တယ်တရုတ်ဖြစ်တယ်ဟုတ်တယ်အဲ့တော့သူကအဲ့ဒါလောက်လုတ်လိုက်တယ်နောက်ဆုံးဘလောက်ထိလုတ်လိုက်တယ်အင်းသူဝန်တာစရာတခုကထည့်ပြောရမှာကတချို့ education level နဲ့ပတ်သက်လို့တို့နိုင်ငံရဲ့ဒီ generation တွေကိုတော့ message ပေးခြင်းတယ်အဲ့ဒါသူအဲ့ဒါတွေကိုပိတ်တာနော်အဲ့ဒီ foundation တွေကနေတဆင့်လာတဲ့ကောင်တွေကိုပိတ်တာอืมမင်းတကယ်တော်ကြီးอืมမင်းတကယ်မြန်မာနိုင်ငံသားတကယ်ရွှေ့ပြောင်းနေရမင်းတကယ်တော်ကြီးတကယ်အဆင့်ကြီးကြီးသူ့ရဲ့ကောင်စစ်ဝင်ယုံကနေသူ့ရဲ့တန်ယုံကနေမင်း သူ့ရဲ့ပညာရေးဌာနကိုတိုက်ရိုက်ချိတ်ပြီးတော့လှုပ်တအားတော်လုံးလို့ရှိရင်အပီးတော်မွေးစားလိုက်အောင်မယ်ဘာမှသူကနိုင်ငံသားရှောက်မနေနဲ့နော်မခေါ်ဘူးဆိုတာမရှိဘူးပညာရေးနဲ့ပတ်သက်လို့ education နဲ့ပတ်သက်လို့ကဘာကြီးကတော့မှပိတ်ထားလို့မရဘူးဘယ်နိုင်ငံမှလည်းမပိတ်ဘူးနော်ပိတ်လို့လည်းမရဘူး तू ပိတ်တာအကြောင်းတရားတစ်ခုရှိတော့အဲ branch အကိုင်းတစ်ခုဖြတ်ထုတ်လိုက်တာအဲ့တော့အဲ့ဒီကောင်ကကဘယ်သူနဲ့သူ့ရဲ့တိကျပါဆိုတော့ဒီတယောက်ပေါ့နော်တယောက်ပါဆိုဆိုပြည့်ချက်ပြုတ်ပြုတ်ကွဲသွားတာရေနောက်ဆိုပြည့်ခေါင်းဆောင်ကွာကြတယ် ဂူဂူထဲမှာရှင်သိနှကောင်မအောင်ဇူယူစကားတော့ရှိတယ်ဒါပေမဲ့ဒီခေတ်ဒီအခါမှာတရိษံမဟုတ်ဘူးကေတရားစာတွေမဟုတ်ဘူးသူတို့ကဘာလဲဆိုတော့သူတို့ကဒီကောင်လေးကဒီဥစ္စာကိုကစားတော့မှာသူတို့ကဟစ်တလာမဟုတ်ဘူးကွာပြောချင်တာနပိုလီယံမဟုတ်ဘူးကွာအဲ့ဒါမျိုးတွေသူတို့မလုပ်တော့ဘူးခစ်ကအဲ့ဟစ်တလာခစ်နပိုလီယံခစ်မဟုတ်တော့ဘူးအဲ့ဒါဖြစ်တဲ့အတွက်သူတို့ချင်းကြီးကဘယ်ချင်းကောင်းချင်းရိုက်ရိုက်ရတယ်ရိုက်မှာ မြခဏနေဟိုရံဖြစ်ချင်အောင်တော့ဟန်ဆောင်ပြီးတော့လှုပ်သွားလို့ရတယ်ခရက်နဲ့ဟိုဟိုကောင်ပူတင်းอ่ะเนาะအဲ့တော့ဆွန့်လဲတက်တန်းတိုးလို့ဒါ तू မရရင်နေမယ်เนาะ main decision မှာကအစ်စ်မှာ US ကเนาะမရှိမဖြစ်လိုအပ်ပါတယ်ဆိုတော့ demand နဲ့ तू ကဆက်ရှိနေဦးမယ်တဲ့တော့ပါတယ်